မင်္ဂလာပါရှင်။ရန်ကုန်သူ Oreo Channel မှပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့စာရေးဆရာဆရာဖေးမြင့်ရေးသားတဲ့လူသုံးဖြစ်စီရောင်းသူများဆိုတဲ့ဝတ္ထုတိုလေးကိုနားဆင်ရမှာဖြစ်ပါတယ်။လူသုံးဖြစ်စီရောင်းသူများ။အင်းမိမအကြောင်းကပဲစာပြောရမယ်ထင်တာပဲ။ကျွန်တော်မိမပြောတာပါ။မိမကမိခင်စိတ်ဆိုတာကြောင့်ပဲလား။ဒါမှမဟုတ်သူတို့ရဲ့ခန္ဓာကိုယ်သဘာဝအရအဲ့ဒါလိုပဲဖြစ်တတ်သလားမပြောတတ်ပါဘူးဗျာ။ ဒီမိမဟာမကြခဏခလေးတယောက်လိုချင်တယ်လို့ပြောလို့ရှိရဲ့ခလေးပေါက်စားလေးချီးချင်တယ်လူတိုက်ချင်တယ်လို့ပြောတယ်တကယ်တမ်းကျတော့သူ့ရှိပြီးသားဟာတွေတော့သူနိုင်တာမဟုတ်ဘူးစားရေးတောက်ရေးလုပ်ရတာနဲ့စားဖတ်ဖို့ပြောရတာနဲ့စိတ်တိုင်းမကြလို့ဆူရပူရတာတွေနဲ့အားရတယ်မရှိပါဘူးဒီကြားထဲကပဲနည်းနည်းလေးအေးအေးလူလူရှိရင်ခလေးလိုချင်တဲ့အကြောင်းပြောတတ်တယ်ခလေးဆိုတာကတည့်ရတဲ့အတိုင်းမလိုချင်ရင်သာခတ်တာလိုချင်ရင်တော့လွယ်ကလေးပဲ အဲရှာရှာပါပါတချို့လူများလွဲလို့ပေါ့လေအဲဒီတော့ကဲမင်းဒီလောက်ခလေးလိုချင်လဲမွေးပေါ်ကွာလို့ပြောပြန်တော့လဲမွေးရဲ့သလားဆိုတော့မမွေးရဲဘူးကြောက်ပြန်ရောလူလားမြောင်ပြုစုပြူထောင်ရမာရီပါရီကြတော့တွေးကြည့်ပြီးမောတော့မောတယ်သို့တော့မကြောက်ဘူးကိုဝင်ဆောင်ရမှာကိုသာကြောက်တယ်လို့ဆိုတယ်อืมဟုတ်ပါတယ်လေသူ့အနေနဲ့ကြောက်မယ်ဆိုလဲကြောက်เสียရပါပဲဒီမိမကကိုဝင်ဆောင်ပြီးရင်သူများနဲ့တူတာမဟုတ်ဘူးကိုဝင်ရှိစအချိန်ကစပြီး အန်လိုက်အွန်လိုင်းနဲ့ဘာသာမှစားမရမျိုးမရဖြစ်လိုက်တာမှလူမမာကြီးလုံလုံဖြစ်တဲ့အထိပဲသူကအဲ့ဒီဝေဒနာကြီးကိုကြောက်တယ်ပြီးတော့သူမှအရင်ကလေးတုန်းကလည်းဘိုက်ခွဲမွေးရဘူးရဲ့ရာဇဝင်ရှိရောအခုကလေးမွေးရင်ဘိုက်ထက်ခွဲမွေးရအောင်မှဆေးထိုးရဆေးသွင်းရဘာညာတွေကမတော်တဆ AIDS ယောဂကူးမှစသဖြင့်အဲ့ဒါတွေကြောက်တာလည်းရှိရဲ့အဲ့ဒါကြောင့်ကျွန်တော်ကမဂဇင်းထဲမှာတွေ့ရတဲ့ဘိုက်အငှားနဲ့ကလေးမွေးရဲ့ကိစ္စကို တစွန်းတစားလှမ်းပြောလိုက်တဲ့အခါသူငေါက်ခနဲထလာတယ်။တတိချာချာဖတ်ပြကြမအောင်ချင်းနဲ့ကျွန်တော်လည်းမဂဇင်းထဲပါတဲ့သတင်းကို အစအဆုံးဖတ်ပြလိုက်ရတယ်။ယောဂတစ်ခုကြောင့်တအိမ်ထုတ်ထားရလို့ခလေးမရနိုင်ဖြစ်နေတဲ့အမျိုးသမီးနဲ့သူ့ယောက်ျားကခင်မိသားဆက်လုပ်ငန်းလုပ်တဲ့ဆရာဝန်စီကိုသွားဆရာဝန်ကအမျိုးသမီးစီကအမမျိုးဦးနဲ့အမျိုးသားစီကအဖိုးဘိုးကိုဆက်ပြီးဖံမြွန်တရေသားလို့ခေါ်ကြတဲ့အဲ့ဒီသားလောင်းကလေးကို အခြားမိမတယောက်ရဲ့တအိမ်နဲ့ထည့်ပြီးအဲ့ဒီမိမရဲ့အသွေးသားနဲ့ကြီးထွားခိုင်းနေစီလာစီလို့မွေးပြီးရဲ့အခါကျတော့ကလေးကိုဟိုမျိုးသမီးနဲ့အမျိုးသားကယူကြအငှားကိုဝင်ဆောင်ပေးတဲ့အမျိုးသမီးကိုတော့အခါကြီးငွေဒေရွေပဲမျှပေးအဲ့ဒါလိုလုပ်ကြတဲ့အကြောင်းရေးထားတဲ့သတင်းသဘောပါပဲမိမကအဲ့ဒါနားထောင်ပြီးသူ့အတွက်လမ်းစာပေါ်သွားပြီးဆိုတဲ့ပုံစံမျိုးနဲ့ဝမ်းသာအားရဖြစ်သွားတယ်မြမဒီမှာအဲ့ဒါမျိုးလုပ်လို့ရရင်သိတ်ကောင်းမယ်ပြောလိုက်သေးရဲ့ ိတ်စိတ်ကူးရင်မင်းနဲ့မိမကြီးပိုင်ငှားတဲ့မိမကိုပေးရတာကြီးပဲထော်လာတောင်းဆရာဝန်နဲ့ဈေးကန်းကိုဘလောက်ပေးအောင်မလဲမသိဘူးမြမငွေနဲ့ဆိုရင်ဘလောက်ရှိမလဲတွက်ကြည့်လိုက်အောင်လို့ဆိုတော့သူကတော့ခက်အေးအေးပဲဓမ္မဆိုတလောက်မကြနိုင်ပါဘူးရှင်ဒီလကစပြီးအပတ်စဉ်ထိနှမန်ထိုးရမယ်ထိပေါက်တဲ့အချိန်နဲ့မြမပြီမှာအဲ့ဒါတွေလုံးလို့ရတဲ့အချိန်တပြိုင်တည်းလောက်ကြရင် okay ပဲတဲ့အဲ့ဒါလိုပြောပြီးသူအိပ်ရာဝင်သွားတယ် ျွန်တော်မဂဇင်းတအုပ်လုံးဖတ်ပြီးရတဲ့အချိန်မှာတော့မိမကအပံပလန်တွေထွက်ပြီးအိတ်ပြောနေပြီ။ဖိုင်ငှားနဲ့ကလေးမွေးရဲ့အိမ်မက်တောင်းမှတ်နေပြီထင်ပါရဲ့ဗျာ။သူ့အိမ်မက်ကဘလို့နေတယ်လဲတော့မသိဘူး။ကျွန်တော်အိမ်မက်ကတော့ဗျာဇလန်းကဘယ်နာကဘလို့စတယ်လဲတော့မသိဘူး။ကျွန်တော်တိရကကျွန်တော်ကိုလူတယောက်ကကားနဲ့လိုက်ပို့တယ်။လူတယောက်ဆိုတာတထေးတယောက်ရဲ့အခိုင်းစီဒါမှမဟုတ် driver တယောက်ဖြစ်မယ်ထင်တယ်။လမ်းမှာမိုတီတိုက်ကြီးတွေနှစ်ထပ်သုံးထပ်လမ်းမကြီးတွေမြင်ရတယ်။ ခြံကြီးဝင်းကြီးနဲ့ပါနာတဲ့တတိယက်ွက်ကြီးဖြတ်ရတယ်။နောက်တော့မြို့ပြင်ဘက်ရောက်လာတယ်။ကြကြဲတောင်နေပူအောင်တွင်တီးဟောင်းတစ်ခုကိုဖြတ်ပြီးရဲ့အခါအေယာမအမိုက်ပုံကြီးတွေတွေ့ရတယ်။အဝေးရကြီးတဲ့အခါတောင်ကုန်းကြီးတွေလိုတော့ထင်ရတယ်။အမိုက်တရိုက်တောင်တန်းကြီးရဲ့နောက်ဖက်မှာရက်ွက်တစ်ခုတမျောတခေါ်ကြီးပဲမြို့တစ်မြို့စာလောက်ရှိရဲ့။ဒါပေမဲ့တိုက်အိမ်တော့တလုံးမှမတွေ့ရဘူး။ခြေရန်ရှည်တသားအိမ်တော့မရှိဘူး။အလုံးမြေဆိုင်တဲ့ထီရန်ကားတွေ အတူအဆအဟောင်းမြင့်တွေနဲ့ခနော်ခနဲ့စောက်ထားတဲ့တဲရင်လေးတွေရက်ွက်အဆက်မှာကားရက်တယ်။စင်းတော့ခမရရက်ွက်ရောက်ပြီးရဲ့ကားမောင်းသူကပြောတယ်။ကျွန်တော်တကားဖွင့်ပြီးစင်းတယ်။သူကားပြန်လှည့်သွားတယ်။ကျွန်တော်ရှေ့နာရက်ွက်ကလေးကိုကြောင်တောင်တောင်ကြည့်ရင်ကြံခဲ့တယ်။ဒါကျွန်တော်ရက်ွက်ဆိုပါလား။ဟိုလူစကားစဉ်းစားမိပြီးကျွန်တော်ဒိတ်ခနဲ့ဖြစ်သွားတယ်။ငါဒီရက်ွက်ကရဲလား။ဒါဖြင့်ငါဘာကောင်လဲ။ဒါဖဲတိုင်းပြည်လဲဖဲရက်လဲ။ ငါနေနေရဲ့နေရာဆိုတာဟုတ်ရဲ့လားကွာကျွန်တော်စိတ်မချမ်းမသာစဝေစွာနဲ့ရှောက်လာတယ်ကျွန်တော်တိတ်တလူလူဖြစ်လာတယ်ဟုတ်တယ်ဗျာဟိုရှိကဟာကျွန်တော်အိမ်အိမ်ဆိုတာကားကိုရောင်းဟောင်းတစ်ခုလိုပုံစံမျိုးသို့တော့အဲ့ဒါကျွန်တော်အိမ်မဲလို့အိမ်မက်ထဲမှာကျွန်တော်တိတိချာချာတိလိုက်တယ်အိမ်ထဲဝင်လိုက်တော့မိမကိုတွေ့ရတယ်ကျွန်တော်မိမဆိုတဲ့မိမကအသားမဲမဲနှကန်းလန်လန်စပင်ကောက်ကောက်နဲ့မီဂရိုမတယောက်ပဲ ငါဒါကြီးနဲ့ဘယ်တော့မှဘလို့ရသွားပါလိမ့်လို့ရုတ်တရက်တွေးလိုက်မိရဲ့တော်တော်အိမ်မက်ဆိုတာကြကြမစင်းစားဖြစ်ဘူးမိမကကွက်ပြက်ကလေးတစ်ခုပေါ်မှာငြိမ်ပြီးထိုင်နေရတွေ့ရတယ်ညနာတော့မကောင်းဘူးတော်တော်ကျွန်တော်မိမညနာမကောင်းတာမဆမ်းပါဘူးတခုပဲရှိရဲ့ဒီနေ့ညနာမကောင်းမောင်ဟာခါတိုင်းနေရီထက်နည်းနည်းပိုတယ်လို့ထင်မိရဲ့တော်တော်ကျွန်တော်ဘာမှမင်းမျက်မနေတော့ပါဘူးမေးလို့လဲမိမကဖြေချင်းမဖြေမအောင်ရှင်ကိုပြောလို့ရောရှင်ကဘာတက်နိုင်မှာလဲလို့ပြန်ဖြေရင် သင်မရရမ်းဖြစ်နေအောင်ပဲအဲ့ဒီတော့သူပြောမှာပဲနားထောင်တော့မယ်ဆိုပြီးသားကလေးလဲနေတဲ့နေရနာတွားထိုင်လိုက်တယ်။သားလေးကနေမကောင်းဘူးမိမကစိတ်မချမ်းသာတဲ့မျက်နှာနဲ့ကျွန်တော်ကိုလှမ်းကြည့်ပြီးသူ့နေရကထလာတယ်။မိမကမပေါ်ပါတော့ဘူးသူ့ဘိုက်ကတနင်တဘိုးကြီးကိုဖြစ်နေပြီးအမှန်တော့ကိုဝင်ကခုနလကြကြောပဲရှိသေးတယ်။ဘိုက်ကပူရက်တော့ပုံမှန်တက်ကိုလေးလေးလန်လန်ကြီးဖြစ်နေတာဒီကိုဝင်ဟာကျွန်တော်နဲ့ရထားတာမဟုတ်ဘူး အမှန်ကတော့ကျွန်တော်မိမကိုဝင်ဆောင်တာ18ကျင်းရှိသွားပြီ။ဒီထဲမှာကျွန်တော်နဲ့ရတာ2ယောက်ပဲပါတယ်။ဇန်နာရီကသူများဖိုက်တွေသူများတရေသားကိုဖိုက်အငှားကိုဝင်ဆောင်ပေးရတာတွေဘယ်ကဘလို့ဒီဘဝရဲကျွန်တော်တို့ရောက်လာခဲ့ကြတယ်လဲမသိပါဘူးဗျာ။ကျွန်တော်မိမဟာကျွန်တော်နဲ့ရကြတဲ့ကပဲသူများတရေသားတွေကိုအခကြေးငွေယူပြီးကိုဝင်ဆောင်ပေးရတဲ့အလုပ်လုပ်လာခဲ့ရတာခုဆိုရင်နှစ်ပေါင်း20နီးပါးရှိပြီ။တပိုက်ပြီးတပိုက်ပြက်တယ်ကိုမရှိဘူး။ အစာပိုင်းကတော့ဒီလောက်ဟာအတော်ကလေးကြိုက်ပါတယ်တရေသားပန်ရှင်တွေကသူတို့သွေးသားစာကလေးကိုအလုံးထဲအကောင့်တက်ဖြစ်လာတဲ့အထိသွေးသားဖြည့်တင်းပေးမယ်မိခင်အတူဖြစ်တဲ့ကျွန်တော်မိမကိုကိုဝင်ဆောင်ကကိုလာကအပြင်အာဟာရဖြည့်တင်းအောင် စားဖို့အစာစာတွေဆေးဝါးတွေစိတ်လက်ကြီးလင်းအောင်ဆိုပြီးမကြခဏလက်ဆောင်ပစ္စည်းတွေပေးကြကန်းကြတယ်အဲ့ယုံကတော့ကုသိုလ်လဲရဝမ်းလဲဝါပေါ့မိမအတွက်ပေးတဲ့စားကောင်းတောက်ပွဲတွေတတိဝလံတွေကျွန်တော်လဲအဝအပြည့်စားခဲ့ရတာပဲ အဲ့ဒီတုန်းကကိုတရီသားကိုသူများပိုင်ငှားပြီးကိုဝင်ဆောင်ခိုင်းကြသူတွေကလည်းများသောအားဖြင့်ကျမရေးချင်းနေရတကယ်ကိုရန်ကိုဝင်မဆောင်နိုင်လို့သူများကိုအကူကြရတဲ့မိခင်စိတ်ပြေဝရဲမိခင်လောင်းစစ်စစ်တွေနောက်ပိုင်းတော့ဒီကိစ္စကသိခစားလာခလေးတော့လူချင်းမာရဲ့ဖိုက်ကြောပြက်မှကြောက်တယ်ဖိုင်းနာပြီးခလေးမွေးရမှကြောက်တယ်ဖိုက်ထဲမှာခလေးတယောက်လွယ်ပြီးကိုလာဆဲလာမနေခြင်းမှုဆိုတဲ့မိမတွေအဲပတ်စံလဲချမ်းသာကြတယ်ပေါ့အဲ့ဒီမိမမျိုးတွေကလည်းအများကြီးပါပဲ ညကြီးရဲကတိုက်တာအိမ်ယာကြီးတွေမှာနေကြတဲ့ဟာတွေပေါ့သူတို့ကကျွန်တော်မိမလို့ကိုဝင်လက်ခံတဲ့မိမမျိုးတွေရှိမှသူတို့ဘိုက်တွေလာအပ်ကြတယ်ကျွန်တော်မိမလို့ဘိုက်လက်ခံတဲ့မိမတွေလည်းများလာတယ်တဖြည်းဖြည်းနဲ့ညိုတဲ့ကတတိမယားတွေအားလုံးကိုစားကျွန်တော်တို့ရက်ကွက်ကစင်းရဲသားမယားတွေကအခစားနဲ့ဘိုက်ကြီးပေးရတဲ့အခြေအနေမျိုးဖြစ်လာတာပဲဗျာဒီခါမှာဈာကဖြက်စားပြက်စားလုပ်တဲ့လူတွေပေါ်လာတယ်ပွဲစားတွေကိုဝင်ကျိုးဆောင်လုပ်ငန်းတွေ တူတူပြောရရင်ကျွန်တော်တို့ရက်ကွက်ကကျွန်တော်မိမအပါဝင်ပိုင်ငားသမားတွေဟာအဲ့ဒီအကျိုးဆောင်လုပ်ငန်းတွေလက်ထဲရောက်သွားတယ်။စာချုပ်အနှောင်းဖွဲ့အမျိုးမျိုး၊စီကံချက်အမျိုးမျိုး၊တန်ကြီးအမျိုးမျိုးနဲ့ကျွန်တော်မိမဟာသူများကိုဝင်နှစ်ကြိမ်ကြက်ကြဘူးလေ။နှစ်ကြိမ်လုံးမှာကျွန်တော်မိမဟာအကျိုးဆောင်လုပ်ငန်းရှင်တွေဖွင့်လှစ်ထားတယ်။ဆေးရုံစည်းကမ်းတွေကဆရာဝန်များရဲ့ညွှန်ကြားချက်တွေအတိုင်းမလိုက်နာလို့ဖြစ်ရတာဆိုပြီးတရားရုံးကဆုံးဖြတ်တဲ့အတွက်တံငွေမချိမဆန့်ရိုက်ခံရတယ်။ အဲ့ဒီကျင်းငွေကိုဆက်ဖို့အတွက်ကျွန်တော်မိမဟာကိုဝင်လေးချိန်ထပ်ဆောင်ပေးခဲ့ရတယ်။ဒီတန်နေရာတွေကကျွန်တော်တို့ဘမလွတ်နိုင်မှာတော့မလဲဗျာ။မိမကျွန်တော်အနာလာထိုင်နေ။သူ့မျက်နှာကြည့်ရတာတမျိုးကြီးပဲ။ကျွန်တော်ကြောက်လာတယ်။ဒီမိမဒီမျက်နှာနဲ့ကြည့်ရင်သူ့ပါဇက်ကထွက်လာမယ့်စကားတွေဟာကျွန်တော်အတွက်ကြောက်စရာတွေစီဖြစ်နေတယ်ဆိုတာကျွန်တော်သိနေတယ်။ကျွန်တော်သတိထားစိတ်ထင်းပြီးမိမစကားပြောဖို့ပြင်နေရကိုမရိပ်မိရဲ့ပုံစံမျိုးနဲ့ တစ်ဖက်လှည့်နေလိုက်တယ်။အဲဒီခါမှာအနီးမှာရှိရဲ့ကျွန်တော်သားလေးကိုကျွန်တော်စိတ်မချမ်းသာစွာကြည့်မိပြန်တယ်။ဒီမိမနဲ့နေခဲ့တဲ့နှစ်ပေါင်းများစွာအတွင်းကိုသွေးကိုသားကိုမွေးဖွားဖို့အခွင့်အရေးနှစ်ကြိမ်ပဲရခဲ့ရဲဆိုတာကျွန်တော်ပြောခဲ့ပြီးပါပြီ။အဲဒီနှစ်ကြိမ်မှာအခုရှိနေတဲ့သားကလေးတယောက်ပဲအဖတ်တင်ခဲ့ပါတယ်။အဲဒီတူဦးသီရောသားလေးကိုတောင်မှအင်းကျွန်တော်တို့လည်းဘာကြောင့်မှမသိဘူး။ဘုဒုက္ခအမတန်ကြီးကြတယ်ဗျာ။ ျွန်တော်တို့မှထမင်းစားဖို့တခြားလုံမရှိကြတာလားဒီလုံပြင်တခြားဘာမှမလုပ်တတ်ကြတော့တာလားဒီသားလေးကိုကျွန်တော်တို့ငွေရှာခိုင်းခဲ့ရတယ်သားလေးမှာကြောက်ကြက်တခုမရှိတော့ဘူးပြီးခဲ့တဲ့နှစ်ကတည်းကထုတ်ရောင်းခဲ့ရတယ်ဈေးကတော့ကောင်းကောင်းရခဲ့ပါတယ်ကြောက်ကြက်ယောဂဖြစ်နေတဲ့သူ့ရွယ်တတိသားလေးတယောက်ကိုရောင်းလိုက်ရတာတတိသားလေးတော့ဘလို့နေလဲမသိဘူးကျွန်တော်သားလေးကတော့အဲ့ဒီကြောက်ကြက်တခုထုတ်ရောင်းပြီးခဲ့တဲ့ကကျမ်းမာလည်းမရှိဘူး လူကလေးဟာဖောတတော့ပွားယောင်းယောင်းဖြစ်နေတယ်။ဒါပေမဲ့သားလေးဟာကျွန်တော်တို့မိဘများကိုအပြစ်မဆိုရှာပါဘူး။ရှောင်းတော့ကလည်းသူကိုယ်တိုင်လူလူချင်းချင်းမှာသူအတွက်သုံးလေးနှစ်စာကျောင်းဆဲရအောင်ဆိုပြီးရောင်းခဲ့ကြတာ။ပညာတတ်မှပဲဒီအောက်တန်းစားဘဝကလွတ်မယ်မဟုတ်လား။ကြောက်ကွက်တစ်ခုထုတ်လိုက်တဲ့အတွက်ဘာမှထူးခြားမသွားနိုင်ဘူးလို့လည်းအလုံးကပြောခဲ့ကြတယ်လေ။ပြီးတော့ဒီလိုပဲကြောက်ကွက်တစ်ခုရဲ့နေနေကြတဲ့ကလေးတွေလူကြီးတွေကျွန်တော်တို့ရက်ကွက်မှာနေရမှတ်လို့ တကယ်တော့ကျွန်တော်တို့ရက်ွက်မှာအင်္ဂါစုံတဲ့လူဆိုတာမရှိတလောက်ပါပဲဗျာကျွန်တော်တို့ဟာမြို့ကတတိတွေအတွက်ခန္ဓာကိုယ်အပိုပစ္စည်းတွေဖြစ်မွေးဖွားလာခဲ့ကြတယ်လို့ပဲတချို့လူများဆိုရင်ရောင်းလို့ရတာမှန်သမျှဖြုတ်ရောင်းလာလိုက်ကြတာတကူလုံးဘာမှတော့မကြံတော့တယ်လို့ပဲအင်းသူများသာပြောနေရတယ်ကျွန်တော်ကိုယ်တိုင်ကိုပဲကြည်စမ်းပါအောင်ဘယ်ပဲမျက်စိမြင်ရမှာချိုင်းခွက်ဖြစ်နေအောင်လို့ပလတ်စတစ်မျက်လုံးထည့်ထားရတယ်ညာဘက်ကအစုပ်မှာ တမွာရော့နေတယ် ကြောက်ကတလုံးမရှိဘူးအသေးကိုတစ်ချိန်ဖဲ့ရမှုတယ်သွေးတို့ရိုးရင်းချင်စီတို့ထုတ်ရောက်လာတော့အချိန်မောင်းမြေတွက်နိုင်တော့ကိုသားကိုလီးစားရဲဆိုတာကျွန်တော်တို့မှအစ်စ်ပဲမိမကဒီမားတဲ့မလွဲမရှောင်သားမိမနဲ့နည်းနည်းချင်းဆိုင်လိုက်ရတယ်ကျမလည်းရှေ့အောင်ပြောချင်မအောင်အားလဲအားနာရဲတနာလဲတနာရဲဒါပေမဲ့တားလေးကိစ္စမြ мян လုံးမှဖြစ်မယ်မဟုတ်လား မှန်တယ်တကယ်ဆိုတော့ကျွန်တော်သားလေးကြောက်ကရောင်းတော့ကစေယုံကလူတွေတိတိချာချာစစ်ဆေးကြဖို့ကောင်းတယ်ကြောက်ကတခုတိတ်မကောင်းမှန်းသိရင်ကိုတခုကိုဖယ်ရောင်းဖြစ်မလဲဥပဒေရလဲရောင်းွက်မပြည့်ဘူးအခုကျွန်တော်သားစီကူဖို့ငွေလိုနေဘူးဆိုတော့သူတို့နဲ့ပဲဆက်ဆက်ပြီးငွေရှာရမှာတာယောဂါကဒီတိုင်းကူလို့ရမယ့်ပုံမပေါ်ဘူးကြောက်ကအစားထိုးရမယ်ဆိုတာမျိုးဖြစ်ချင်းဖြစ်သွားနိုင်တယ်အဲ့ဒါဆိုရင်မလွယ်ဘူးကျွန်တော်စီကတခုခုဖြုတ်ရောင်းမှာပဲ อืมကျွန်တော်တပြင်းချတာကိုကြည့်ပြီးမိမမျက်နှာမှာစိတ်မချမ်းသာတဲ့အရေးလက္ခဏာတွေပိုထင်ရှားလာတယ်။ဒါပေမဲ့မိမကတော့သူပြောစရာရှိတာကိုပြောပြအောင်ဆက်ပြောတယ်။သူလည်းအရေးထူးနေပြီလေ။မနက်ကအိမ်ကိုဆေးရုံကပွဲစားတယောက်ရောက်လာတယ်။ဇက်ွက်ရှားမတယောက်ကယောက်ျားဖြစ်အောင်ခွဲစိတ်ပြီးပြောင်းကျင်လို့တဲ့။ဆေးရုံကွန်ပျူတာကထုတ်ပေးတဲ့စီးရင်ရသူနဲ့အသားတက်ခြင်းနှီးဆက်သူစီးရင်ထဲမှာရှင်ထိတ်ဆုံးကပါနေတယ်။ ပစ္စည်းမမြင်ရသေးပေမဲ့ကွန်ပျူတာဖော်ပြပေးချက်နဲ့ပဲဝယ်သူကတိတ်ကြိုက်နေပြီဟဲ့ဈေးကထိတ်တန်းစေးရမယ်လို့ပြောတယ်။ကားကိုတည်တည်ချာချာကောင်းသွားအောင်စိတ်ကူးနိုင်အောင်မကခမရတို့အိမ်အောင်ပြင်ပြင်ဆောက်လို့ရမယ်။ပွဲစားကတော့အမခံသွားတာပဲ။သူတို့ကတော့မြ мян အလုပ်ဖြစ်စေချင်တယ်။ဒီရောက်ခရှာဆိုတာမျိုးကသိစိတ်ငြိမ်တာမဟုတ်ဘူးတဲ့။အဲ့ဒီတော့စိတ်ပြောင်းသွားရင်အလုံးမဖြစ်ဘဲနေမယ်တဲ့။အဲ့ဒီတော့မနေ့ပြန်ကုန်နောက်ဆုံးထားပြီးကြောင်းပြန်ပါတဲ့။ သဘောတူတယ်ဆိုရင်ဒီတစ်ပတ်သေးပဲငွေချေမယ်ငွေချေမဲ့နေ့ပဲပစ္စည်းဖြုတ်မယ်တဲ့မိမစကားနားထောင်ရင်ကျွန်တော်ဇောချွေးပြန်လာတယ်ပီတီငြိမ်ငြိမ်နဲ့ပြောနေနိုင်တဲ့မိမကိုကြည့်ပြီးကျွန်တော်ကြောက်လာတယ်လောကကြီးမှာဘာကိုတန်ဖိုးထားရအောင်မှမသိရဲ့မိမပါလားဆိုပြီးတော့လဲဒေါသထွက်လာတယ်ကျွန်တော်ယုတ်တရထအရက်လိုက်မှာအင်ကထုတ်တန်းနဲ့စောင့်မိတယ်ဘယ်ဟုတ်ပါမလဲခရင်ဘေးနာကစပွဲဆောင်နဲ့ကျွန်တော်ကောင်စောင့်မိပြီးအိယာကလန့်နူလာတာဖះဖះ ငါအိမ်မက်မက်နေတာပဲလို့သတိရပြီးစိတ်ထဲတက်တာသွားတယ်။ဒါပေမဲ့ရင်တွေတုန်နေတော့မယ်။ခေါင်းကလည်းနာသွားတယ်။ချွေးတွေတုံရင်ကျွန်တော်မိခလုတ်လှမ်းဖွင့်တယ်။ကျွန်တော်နဘေးမှာမိမနဲ့နဲ့ချိုက်ချိုက်အိပ်ပျော်နေရဲ့။ကျွန်တော်မိမအစ်စ်အိမ်မက်ထဲကနီရိုမနဲ့တခြားစီကျွန်တော်ဇော်ချွေးပြန်နေတဲ့အချိန်သူကတော့ခန္ဓာကိုယ်သဘာဝအလှတွေလှစ်ဟားပြီးစိတ်ချလက်ချပြီးအိပ်ပျော်နေလိုက်တာ။မျက်နှာကလည်းပြုံးနေတဲ့ရောင်ရောင်အိမ်မက်ထဲမှာ ါစုများပန်နေလေရောတလားอืมကျွန်တော်ရင်နေတုံနေလေးရဲ့ဗျာခြေတစ်ခွက်ထားတော့တယ်မိပိတ်တယ်တစ်နှစ်သုံးလေးအဆက်မပြတ်ရေးပြီးအိပ်ပျော်အောင်မဲအတင်းကျိတ်မိတ်အိပ်ပစ်လိုက်ရတော့တယ်ဗျာဇလန်းလေးကိုအဆုံးအထိနာဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဇလန်းလေးကိုကြိုက်ညက်သက်တယ်ဆိုရင်တော့ကျမတို့ရေရန်ကုန်သူ Oreo Channel လေးကို Like and Subscribe လုပ်ပေးဖို့မေတ္တာရက်ခံပါတယ်ရှင် နောက်ထပ်စိတ်ဝင်စားစရာဇလံကောင်းလေးတွေနဲ့အတူပြန်ဆောင်ကြပါမယ်နော် အားလုံးပဲပိုင်ပိုင်ပါ